ကဘာကျော်တထေးဝါရင်ဘတ်ဖတ်ရဲ့လူငယ်တွေအတွက်ချမ်းသာရေးနီလန်းဆယ်ခုကဘာအချမ်းသာဆုံးယင်းဒီမြုံနံသူတွေကတယောက်ဖြစ်တဲ့ဝါရင်ဘတ်ဖတ်ဟာအသက်30အရွယ်မှာပဲတန်းကြွယ်တထေးတူဖြစ်လာခဲ့ပြီးနောက်ပိုင်းအချိန်တွေမှာလည်းကဘာပေါ်မှာအချမ်းသာဆုံးပုံကိုယ်တွေကတယောက်ဖြစ်လာခဲ့သူပါဝါရင်ဘတ်ဖတ်ဟာချမ်းသာကြွယ်ဝဖို့ကြိုးစားနေတဲ့လူငယ်တွေအတွက်အကြံဉာဏ်ကောင်းတွေကိုလည်းမျှဝေပေးခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကဘာကျော်တထေးဝါရင်ဘတ်ဖတ်ရဲ့အကောင်းဆုံးအကြံပြုချက်ဆဲကူကိုပြောပြပေးသွားမှာပါ နံပါတ်5အထက်ဟာဘဝအောင်မြင်ရေးအတွက်အရန်ဝအရေးပါတဲ့အချက်ဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အကြံပြုပါရသည်။ဩဒါနဲ့စကားမဆက်မိတ်ဆွေကကျွန်တော်ရဲ့ဗီဒီယိုလေးကို YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်အခုမှစပြီးတွေ့တာဆိုရင်တော့ကျွန်တော်ရဲ့ TNN Live Channel ဆိုတဲ့ YouTube Channel နဲ့ Facebook Page လေးကို Follow နဲ့ Subscribe ပြုလုပ်ပေးသွားကြဖို့အကြံပြုပါရသည်။ဒါမှလည်းဗီဒီယိုအသစ်တွေတင်တဲ့အခါတိုင်းအစင်းအသင်းကြည့်ရှုနိုင်မှာဖြစ်တာကြောင့်ပါ။ကဲဗီဒီယိုလေးကိုစလိုက်ကြအောင်ပါ။အကြံပြုတဲ့နံပါတ်1 ။သူများနေလောဘတက်နေချိန်မှာကြောက်ပါ။သူများနေကြောက်နေချိန်မှာလောဘတက်ပါ။ငယ်တင်ကလေးကသူများနေတွေးသလိုလိုက်တွေးခဲ့မိတယ်ဆိုရင်အဲ့ဒီအကျင့်ကိုအခုပဲဖြောင်းလိုက်ပါ။လူတွေနဲ့ဆန့်ကျင်ဘက်ကို တွေးပါ။ရေကိုစံတက်ကြည့်ပါ။လူများစုကကိုယ်ပိုင်အတွေးကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့အလုပ်လုပ်ဖို့တက်သူတို့ဘာဘာကြီးလုပ်နေတယ်ဆိုတာကိုလိုက်ကြည့်ပြီး အလုပ်လုပ်တတ်ကြပါလေ။ဒါလူတွေကိုမှားယွင်းတဲ့လမ်းစီကိုဆွဲခေါ်နေတဲ့အတွေးခေါ်တစ်ခုပါ။ ဥပမာလူအများစုကရွှေသေးတုံလို့တက်နေတာကိုမြင်ရွှေဝယ်စုဖို့ကြိုးစားကြပါတယ်ခရစ်တိုတွေဈေးတက်နေတယ်သူများတွေမျက်ကုံပြီးဆိုရင်အားကြပြီးလိုက်ဝယ်ကြတာမျိုးဆိုလိုတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုလူတွေမတီးကြတာသူတို့တက်ဈေးမှာအယူမှုဝယ်ဖို့ကြိုးစားနေတဲ့အချိန်မှာကျွမ်းကျင်တဲ့ယင်းနီမြုံနံသူတွေကသူတို့ပိုင်ဆိုင်ထားတာတွေကိုထုတ်ရောင်းပြီးအမျက်ယူနေကြတယ်ဆိုတာ ਉਹ ပါဒါကြောင့်ဝါရင်ဘတ်ဘတ်ကဒီလိုပြောခဲ့တာပါတာမန်လူတွေလိုတွေးနေတဲ့ရွေးတော့ထူးခြားအောင်မြင်တဲ့သူတယောက်ဖြစ်မလာဘူးလို့ပြောခဲ့ပါတယ် ဒါကြောင့်လူတိုင်းလုံနေတာရင်းနဲ့ဆန့်ကျင်ပြီးတွေးခေါ်တတ်ဖို့ပြီးတော့အကျိုးမြတ်ရအောင်တတ်ဖို့စူးစမ်းကြည့်လိုက်ပါအကြံပြုချက်နံပါတ်1မင်းဒီမှာဘယ်လိုရည်ချင်းမျိုးနဲ့ကြိုးစားထုတ်မှုမျိုးရှိနေပါသည်တချို့သောຢာတွေကအချိန်ယူဖို့လိုလိုလိုပါတယ်ခလေးတယောက်ရဖို့အတွက်အမျိုးသမီး၉ယောက်ကိုတက်လာတဲ့ကိုဝင်ဆောင်ခိုင်းုံနဲ့ဖြစ်မလာနိုင်ပါဘူးကဘာအောင်မှာလူများစုဆင်းရဲပြီးမောင်မြာချင်းရဲ့နံပါတ်၁အချက်ကလိုအပ်တဲ့အချိန်ကိုစိတ်ရှည်ရှည်နဲ့မဆောင်တိုင်းနိုင်ကြတာကြောင့်ပါ ချမ်းသာမှုနဲ့အောင်မြင်မှုကိုဖန်တီးဖို့အတွက်အချိန်ယူသွမှုနဲ့မဆုံးမနစ်ကြိုးစားမဲ့ဇွဲသက်တိမျိုးရှိဖို့လိုအပ်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာစိတ်ရှည်တည်ခံပြီးခံနိုင်ရရှိရမယ်။ကြီးကျယ်တဲ့အရာတွေကိုရအောင်နိုင်ဖို့အတွက်အချိန်လိုလိုတဲ့ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့။အကြံပြုချက်နံပါတ်3အတွေ့အကြုံအကြံစီအရာအလုံးကိုထပ်တာတဲ့သူတွေနဲ့ပေါင်းပါအဲ့ဒီအပေါင်းအသင်းစုဝေးကမင်းကိုပိုကောင်းတဲ့ဘဝကိုခေါ်ဆောင်သွားပါလိမ့်မယ်။ လူအများစုကသူတို့ဘယ်လိုလူတွေနဲ့ပေါင်းသင်းနေမိလဲဆိုတာကိုသတိမပြုကြပါဘူး။တင်လဲဒီလိုဖြစ်နေရဆိုရင်ဒီဗီဒီယိုခဏရပ်လိုက်ပါ။တင်လက်ရှိရင်းအနေနဲ့ပေါင်းသင်းနေတဲ့တငယ်ချင်း၅ယောက်ကိုစာရွက်ပေါ်မှာချာရေးကြည့်လိုက်ပါ။ပြီးတဲ့အခါနောက်၅နှစ်မှာအဲ့ဒီလူတွေဘယ်လိုပေါ်ဝါမျိုးမှာရှိနေနိုင်လဲခံမှန်းကြည့်ပါ။မယုံမရှိလိုက်ပါနဲ့။ဒါဟာတင်ရောက်ရှိနေမဲ့ဘဝပါပဲ။ဒါရိုးရှင်းတဲ့ဥဒေသားပါ။တင်လက်ရှိပေါင်းသင်းနေတဲ့အပေါင်းအသင်းမိတ်ဆွေတွေကယူမှန်းချက်မရှိတဲ့သူတွေ အကောင်းမြင်သိမရှိတဲ့သူတွေဆိုရင်တင်လဲသူတို့နဲ့ထူးမခြားနာတဲ့ဘဝကိုပဲရပါလိမ့်မယ်။ဒါကြောင့်ညီမချက်မရှိတဲ့သူတွေအစိုးမြင်သမားကြီးနဲ့အခုပဲအဆက်အသွယ်ဖြတ်လိုက်ပါ။ပိုကောင်းတဲ့ဘဝကိုလိုချင် ပိုးတော်တဲ့သူတွေနဲ့မိတ်ဆွေဖွဲ့ဖို့လိုတယ်ဆိုတာတဘာဝကြတယ်မဟုတ်လား။အကြံပြုချက်နံပါတ်၄နိုးလို့မငင်းဖယ်နိုင်သေးတဲ့တည့်ရဲ့ချိန်လေးကိုတင်မထိန်ချုံနိုင်ပါဘူး။တည့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။လက်ဖက်ရည်တိုင်း၊ဆိုရှယ်မီဒီယာ၊ဂိမ်း အစားရှိသဖြင့်လူတယောက်ရဲ့အဖိုးတိုင်ချိန်တွေကိုစားသုံးပြမဲ့အရာတွေဟာအစင်သင်းဆောင်းတိုင်းနေပါတယ်။ဒါတွေကိုနိုးလို့ညင်ပယ်နိုင်ခြင်းမရှိသေးရွေးတင်းရဲ့အချိန်တွေကိုအဲ့ဒီအရာတွေဟာဖဲ့ယူသွားပါလိမ့်မယ်။ဒါကြောင့်ညင်ပယ်တဲ့အရာတွေကိုရဲရဲဝံ့ဝံ့သာညင်ပယ်လိုက်ပါ။အကြံပြုချက်နံပါတ်5အောင်မြင်မှုနဲ့ချမ်းသာမှုကိုရဖို့အတွက်တင်ရတခြားသူတွေထပ်ပိုးတော်နေဖို့မလိုပါဘူး။တခြားသူတွေထပ်ပိုပြီးစည်းကမ်းရှိဖို့ပဲလိုပါတယ်။ပင်ကိုယ်ဆွမ်းရည်တွေ၊ညာရည်ထမ်းမြတ်မှုတွေကိုခနာထားလိုက်ပါဦး။ အတန်းထဲမှာစားအတော်ဆုံးဖြစ်ခဲ့တဲ့ចောင်းသားတွေရဲ့80%ရာခိုင်နှုန်းဟာအောင်မြင်သူတွေဖြစ်မလာကြပါဘူး။ဒါကြောင့်အောင်မြင်မှုကိုရအောင်ဖို့အတွက်သင်ဟာအရန်တော်နေတဲ့သူတယောက်ဖြစ်စရာမလိုပါဘူး။စိတ်ဓာတ်၊စည်းကမ်း၊အလေးအကျင့်၊စိတ်အားထက်သန်မှုနဲ့ဇွဲလုံးလာတွေရှိနေရင်ကိုအစဉ်ပြေပါပြီ။အကြံပြုချက်နံပါတ်6ကိုပါလုံနေရဲဆိုတာကိုမသိခြင်းဟာအနေရကိုလက်ရက်ခေါ်နေခြင်းပါ။လုံကန်းစားတင်ဖို့ကြိုးစားနေသူတွေရဲ့90%ခန့်ကစီးပွားရေးနဲ့ပတ်သက်တဲ့စားအုပ်စေအုပ်လောက်ကိုတော့မဖတ်ကြည့်ပဲ စတင်ခဲ့ကြတာများပါတယ်။ဒါကြောင့်လဲသူတို့ဟာကြာချုံးချင်းဆိုတဲ့အန္တရာယ်တွေကိုကြာရောက်သွားကြတာပါ။ဒါကြောင့်အလုပ်တစ်ခုကိုစတင်တဲ့အခါကိုလုံနေတဲ့အလုပ်ရဲ့အကြောင်းကိုပိုတိလေးလေးအန္တရာယ်နဲလေးလေးပါပဲ။ကိုပါလုံနေလဲဆိုတာကိုတေချာသိအောင်လုပ်ပါ။ကိုလုံနေတဲ့အလုပ်နဲ့ပတ်သက်တဲ့အသိပညာတိုင်းကိုလေ့လာသင်ယူပါ။အကြံပြုချက်နံပါတ်9အလေးအကျင့်ဆိုတဲ့ကွင်းဆက်လေးတွေဟာဘဝကိုပေါ်ပါလွတ်လပ်စေတယ်လို့ဘဝကိုလေးလံပြီးကျိုးပဲ့ပျက်စီးသေးတဲ့အထိဖြစ်စေနိုင်ပါတယ် အလေးအကျင့်တစ်ခုကိုနေတဲ့ပြုလုပ်မိတဲ့အခါမှာအလေးအထဖြစ်လာပါတယ်။ဒါကြောင့်တင်းနေတဲ့ပြုလုပ်မိနေတဲ့အလေးအကျင့်တွေကိုသတိထားပါ။တရားကောင်းတဲ့အလေးအကျင့်တွေကိုလုံးမိနေလားမကောင်းတဲ့အလေးအကျင့်တွေကိုလုံးမိနေလားဆိုတာကိုသတိပြုပါ။ကောင်းတဲ့အလေးအကျင့်တွေကတင်းကိုပိုကောင်းတဲ့ဘဝကိုရရှိစေမှာဖြစ်ပြီးမကောင်းတဲ့အလေးအကျင့်တွေကတော့တင်းရဲ့ဘဝကိုကျိုးပဲ့ပျက်စီးစေနိုင်တာကြောင့်ပါ။အကြံပြုချက်နံပါတ်၈အလုံးလုံးတဲ့အခါမှာမင်းကိုယ်တိုင်ပျော်ပျော်ရွှင်ရွှင်နဲ့လေးစားနိုင်တဲ့အလုပ်ကိုသာလုပ်ပါ။ လေးလာမှုတွေအရကဘာတဝမ်းမှာရှိတဲ့လူတွေရဲ့85ရာခိုင်နှုန်းဟာသူတို့ရဲ့အလုပ်တွေကိုမုံတီးကြတယ်လို့ဆိုပါတယ်။မင်းဘဝတက်တန်းရဲ့90ရာခိုင်နှုန်းလောက်ကိုအလုပ်ထဲမှာပဲအချိန်ကိုရမှာဖြစ်တာကြောင့်မင်းပျော်ပျော်ရွှင်ရွှင်လုပ်နိုင်တဲ့အလုပ်ကိုပဲလုပ်ပါ။ဒီကိစ္စကလွယ်တော့မလွယ်ပါဘူး။ဒါပေမဲ့အခက်ခဲတွေပိဆက်မှုတွေကိုကြော်ဖြတ်နိုင်ရင်တော့ကိုယ်ဝါသနာပါပြီးပျော်ရွှင်တဲ့အလုပ်ကိုတင်လုပ်နိုင်ပါလိမ့်မယ်။အကြံပြုချက်နံပါတ်9ငွေကိုစုဆောင်းမှုပဲမကြိုးစားပါနဲ့။တိုးဝါလောင်လဲလို့ပါ လူအများစုကငွေစုလိုက်တာနဲ့သူတို့ရဲ့ငွေကြေးပြဿနာတွေပြေလည်သွားပြီလို့ထင်ကြပါတယ်။ဒါအရန်ကိုလွဲမားတဲ့တွေးခေါ်ပါ။ငွေစုယုံနဲ့ချမ်းသာမလာနိုင်ပါဘူး။ငွေကိုတိုးပါလောင် လုံနိုင်မှာချမ်းသာလာမှာပါ။ဒါကြောင့်ငွေကိုစုယုံမစုပါနဲ့။ယင်းဒီမြုံနံပါတိုးပါလောင်လုံပါ။အကြံပြုချက်နံပါတ်30တင်နာမလဲတဲ့အလုပ်တစ်ခုမှာဘယ်တော့ခါမှယင်းဒီမြုံနံမှုမလုပ်ပါနဲ့။တင်စိတ်ဝင်စားတဲ့နယ်ပယ်တစ်ခုဒါမှမဟုတ်အနှဲငယ်ကိုပဲရွေးချယ်ပါ။ အဲ့ဒီလုပ်ငန်းတွေပဲနဲ့ပတ်သက်ပြီးသင်မသိသေးတဲ့အရာတွေတခြားသူမသိသေးတဲ့အရာတွေကိုနေ့တင်လေးလာတင်ယူပါဒါမှမဟုတ်လေးလာဖို့အချိန်မပေးနိုင်တဲ့ဘယ်လိုလုပ်ငန်းမှမှယင်းနီးမြုံနံဖို့မကြိုးစားပါနဲ့သူများတကာတွေခရစ်ပတိုနယ်ပယ်မှာအမျက်တည်ရနေတယ်အင်ချမ်းမြေလုပ်ငန်းတွေနဲ့ချမ်းသာနေတယ်ဆိုပြီးအာမကြလိုက်ပါနဲ့ခရစ်ပတိုနယ်ပတ်သက်တဲ့အချက်အလက်တွေကိုလေ့လာဖို့အချိန်မရှိဘူးဆိုရင်အင်ချမ်းမြေနဲ့ပတ်သက်တဲ့စာအုပ်အနည်းဆုံး9အုပ်လောက်မှဖတ်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်ဒီလုပ်ငန်းနယ်ပယ်တွေမှာယင်းနီးမြုံနံဖို့ ်ဘယ်တော့မှမတွေးပါနဲ့မင်းရဲ့ငွေတွေကိုမင်းကျွမ်းကျင်တဲ့နယ်ပယ်မှာပဲထားပါဒါရီကတော့တထေးဝါရင်ဘတ်ဖတ်ရဲ့ချမ်းသာလိုတဲ့လူငယ်များအတွက်အကောင်းဆုံးအကြံပြုချက်၁၀ခုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများလည်းဒီဗီဒီယိုလေးကနေတန်ဖိုးရှိတဲ့တသုံးတခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ချက်တော်မိမြမာနိုင်ငံတော်ကြီးလည်းအများဆုံးအေးချမ်းသာရပါသည်ကြည့်ရှုပါပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းတို့လည်းကျေးဇူးအထူးတင်ပါရဲ့ဗျ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူတာညီဖြစ်ပါတယ်။